စင်ပေါ်မှာရုတ်တရက်လဲကြတည်ဆုံသွားတဲ့ဆိုတော့အဒီနိုအတွက်ဝန်းနေစွာနဲ့ငိုကြွေးခဲ့တဲ့ဆိုတော့အောင်လောင်းပြည်ထောင်ကြီးရှင်မနေ့ကအောက်တိုဘာလ25ရက်နေ့ညပိုင်းကရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ Idios Band ရဲ့နှုတ်ဆက်ပွဲမှာဂီတာအတိုင်းဝိုင်းကအနုပညာကြီးကိုတော်တော်များများလာရောက်ဖျော်ဖြေပေးခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါပွဲမှာတီထောင်သူအဒီနိုပါဝင်တဲ့ FIFA 109 band ကလည်းပါဝင်သီဆိုးဖြောပြပေးခဲ့တာဖြစ်ပြီးအဆိုတော်အဒီနိုကတော့တချင်းဖြောပြနေစဉ်အချိန်အတွင်းမှာပဲစတိတ်စင်ပေါ်မှာရုတ်တရက်လဲကျကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်အစားအဆုံးမှာအဆိုတော်အောင်လာကလည်းနီးနားမှာရှိနေခဲ့တာဖြစ်ပြီးပွဲစီစဉ်သူရဲ့ညံ့ဖျင်းမှုတွေကိုလည်းပြောပြလာခဲ့တာဖြစ်ပါတယ်။အဒီနိုအရေးပေါ်ဖြစ်နေတဲ့အချိန်မှာပွဲစီစဉ်နဲ့ခွေးတောင်စားကပျောက်သွားရော ်လူသားချင်းမစားနိုင်ရင်တော့ခမားမျက်နှာနဲ့လှုပ်ပေးခဲ့ကြတဲ့ artist တွေကခမားကိုတော့ထာဝရလေးပဲနောက်တစ်ခေါက်ထပ်မလှုပ်စားနဲ့အဒီနိုကလဲကျသွားပြီးအောက်ဆီဂျင်လိုနေတာတောင် ထိုင်ကြည့်နေခဲ့တာဒီဘဲအကြောင်းကိုမပြောချင်တော့ဘူးပြဆိုပြီးတော့အဆိုတော်အောင်လာကပွဲစီစဉ်သူရဲ့ညံ့ဖျင်းမှုတွေကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်ဒါအပြင်အဆိုတော်အဒီနိုလဲကြမှုဖြစ်စဉ်ရပြီးမှဆေးရုံကိုပို့ဆောင်ခဲ့တာဖြစ်ပြီးလမ်းမာရင်မဲကွယ်လွန်သွားခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ဆိုတော့အဒီနိုကွယ်လွန်သွားခဲ့ပေမဲ့လည်းဖြောပြေးပွဲကိုတော့ဆက်လက်ကျင်းပခဲ့တာကြောင့် FIFA 1တို့၌အဖွဲ့ပြီးရင်နောက်ကနေဖြောပြေးမဲ့အဖွဲ့တွေကဆက်လက်ဖြောပြေးပေးခဲ့ကြတာလည်းဖြစ်ပါတယ်။အဆိုတော့အဒီနိုဟာကွယ်လွန်သွားခဲ့ပြီးဖြစ်ကြောင်းကိုတော့ပရိသတ်တွေတည်အောင်စင်ပေါ်ကနေအတည်ပြုခဲ့ပြီးဖြောပြေးပွဲကိုတော့ဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့ပြောပြခဲ့ကြတာလည်းဖြစ်ပါတယ်။ အဆိုတော်အောင်လာကလည်းသူ့ရဲ့အလဲတာဝန်ကြားလို့ဖျော်ပြရတဲ့အချိန်မှာကွယ်လွန်သွားပြီဖြစ်တဲ့အဆိုတော်ရီမွန်ခေါ်တွေ့ပြီးအတွက်ရောရီမွန်ရဲ့တခြင်းကိုတည်ဆိုရင်းနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ရတဲ့ညီဖြစ်သူအဒီနိုအတွက်ပါဝန်ထဲစိတ်မကောင်းဖြစ်ပြီးစင်ပေါ်မှာမျက်ရည်ကျခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်တို့ရှိုးလို့ကြက်မှာမဟုတ်ဘူးကျွန်တော်တို့ကိုတီလို့တက်တယ် ဒီပဲကွာဘယ်လိုပေးစားရလဲစောင်းရဲများလာပြီကျားထဲမှာနည်းနည်းအလွဲလေးရှိခဲ့သိခံမိကြပါဟာကျွန်တော်ဆက်ဆက်လာနော်အခုညိုက်တယ်မှာလည်းအလုံးဒီများကျွန်တော်သိနေရတယ် ကိုကြီးကိုမြင်လို့ပါတယ်ကိုကြီးရေရောင်းနေကိုကြီး